2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နနက်ပိုင်းဂျူရုကတိုင်းတာရရှိချက်တွေနဲ့မိမပြည်မူးလေဝတ်သက်အခြေအနေများကိုဆက်လက် လေ့လာခန့်မှန်းတတိပေးတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကတတိပေးတင်ပြခဲ့တဲ့အတိုင်းခမာဂမီမုံနိုင်ဟာ VNN နိုင်ငံကိုအဖျက်စီးများစွာနဲ့ကြော်ဖြတ်ပြီးတော့ဒီကနေ့ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာတော့အောက်ပိုင်းလေပြေလိုင်းကစတင်ပြက်ပြဲသွားတာကျွန်တော်တို့တိုင်းတာရရှိပေးမယ်လေ။အပေါ်ပိုင်းကို9000ထပ်ကိုကြီးတဲ့အခါမှာတော့ အပေါ်ပိုင်းပင်9000အမြင့်မှာခမာကီရဲ့လေဆိုင်ဝေးဟာဆက်လက်တည်ရှိပြီးတော့ဘင်္ဂလားပင်လယ်ကိုဖြတ်လာတဲ့အာရှပတိုင်းရင်ခွဲကခမကီမုံတိုင်းအပြားနဲ့ဗမာဖီကိုလှည့်ပြီးတော့ဝင်တယ်လို့ပဲအိန္ဒိယသမုဒ္ဒရာကလာတဲ့ရင်ခွဲကလည်းနောက်ထပ်တစ်ခါဖြစ်လာတဲ့မုံတိုင်းနဲ့အတူဖိလစ်ပိုင်ကိုထပ်မံပြီးတော့ဝင်ရောက်မယ်အနေထားရှိပါတယ်။နောက်ထပ်24လရဲ့အကြာ9ရက်နေ့တနင်္ဂနွေနေ့လောက်တဲ့အခါမှာတော့ Pacific Data ကဖြစ်ပေါ်လာတဲ့မုံတိုင်းဟာ ဖိလစ်ပိုင်ကျွန်းကိုအလဲပိုင်းအထက်ကနေပြီးတော့ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားတယ်လို့ပဲဒီမုန်တိုင်းဟာလေအမကမအဖက်ပြက်အားများနိုင်တဲ့အနေထားကိုလေကျွန်တော်တို့ခန့်မှန်းချက်တွေကသတိပေးနေပါတယ်ဒီမုန်တိုင်းရဲ့တက်ရောက်မှုနဲ့လေတုံးကအားကြောင့်မို့လို့ဗမာပြည်အောက်ဘက်ချမ်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့အနေထားမျိုးလဲကျွန်တော်တို့ဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ဆယ်ရည်နှစ်တနင်္လာနေ့ရုပ်တဲ့အခါမှာတော့အထက်ပါမုန်တိုင်းကဖိလစ်ပိုင်ကိုကျွန်းကိုဖြတ်ပြီးတော့ ကျွန်တော်တို့ဟောင်ကောင်အနီးကနေပြီးတော့မှကုန်းတွဲဝင်ရောက်မယ်လို့ခန့်မှန်းသိရှိရပါတယ်။ကောင်းပြီ။ဒီချိန်ထဲမှာပဲ၁၇ရက်နေ့နိုဝင်ဘာလမှာဆိုလို့ရှိရင်တော့ဖိလစ်ပိုင်တောင်ပိုင်းလမ်းလမ်းကပစိဖိတ်သမုဒ္ဒရာထဲမှာနောက်ထပ်လေဆိုင်ရွက်တစ်ခုဖြစ်ပေါ်လာပြီးတော့ကျွန်တော်တို့မုန်တိုင်းဖြစ်လာနိုင်မယ့်အနေအထားကိုလည်းကျွန်တော်တို့စတင်ပြီးတော့စောင့်ကြည့်ရမယ့်ကာလတစ်ခုလို့ပြောနိုင်ပါတယ်။တနည်းအားဖြင့်ဆိုရင်ဒီ၁၀ရက်အတွင်းမှာ Pacific Data ကလာတဲ့မုန်တိုင်းတွေဖိလစ်ပိုင်ဒေတာကိုတိုက်ခတ်သွားသလိုပဲဆက်လက်လာရောက်မယ့်အနေအထားရှိတာကြောင့်မို့လို့ ဒီနှစ်2025ခုနှစ်မှာတော့ဖိလစ်ပိုင်နိုင်ငံဟာကန်ဆိုးမိုးမောက်ကြတဲ့နိုင်ငံလို့တောင်ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်။ကောင်းပြီ။ခမိကီမုံတိုင်းဟာခုနှစ်ရက်နေတောက်ကြနေမှာဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံအရှိတ်ချမ်းတဲ့အလဲပချမ်းမှာကြီးမားတဲ့မိုးရွာသွန်းမှုတွေဖြစ်ပြီးတော့ထိုင်းအစိုးရဌာနပေါင်းစုံကသူတို့ရဲ့လူမှုတွေကိုကူညီဖို့ကာကွယ်ဖို့အတိပေးကြီးညာခြင်းပြောင်းရွှေ့ခြင်းတွေအဆက်မပြတ်လှုပ်ဆောင်နေရတဲ့သတင်းတွေကျွန်တော်တို့ကြားသိနေရပါတယ်။ ထို့အတူပဲဒီကနေ့စနေနေ့ရှေးရနေ့မှာရောက်တဲ့အခါမှာတော့မုံတိုင်းရဲ့အဖျားဟာမြမပြီးအထဲကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့မြမပြီးနေရာဒေသအထွတ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အခြေအနေကိုတတိပေးတင်ပြပါဖြစ်ပါတယ်။အဲ့ဒီဒေသတွေကတော့နေပြီးတော့ပြီဖြူကြားမှာရှိတဲ့ဒေသကြီးဟာမိုးရေချိန်20မီလီမီတာသို့မဟုတ်လေးလက်မှနီးမှအထိရုတ်တရက်ရွာသွန်းနိုင်တဲ့နေသားဖြစ်ပါတယ်။ ီနေရာလေးကတော့ကျွန်တော်တို့2025ခုနှစ်မှာရေမြို့တဲ့ဆက်ယွန်းတွေပါရေအောက်ရောက်သွားတဲ့ဒေတာဖြစ်ပါတယ်အထူးသတိပေးလိုက်ကြပါထို့အတူပဲမွန်ပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲမဲဆောက်ကအထက်ဒေသမှာလည်းအင်တာမော့မိုးဆေးထန်စွာရွာသွန်းနိုင်တဲ့အနေအထားဖြစ်တဲ့အတကြောင့်မို့လို့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တောင်ပေါ်ဒေသတွေကစစ်ဘေးရှောင်လူလူတွေအတွက်အထူးတတိပေးကြဖို့ဒီနေရာကမေတ္တာရပ်ခံပါတယ် ထို့အတူပဲဒီကနေ့မန္တလေးတိုင်းရှမ်းပြည်နယ်အယောက်ရီတိုင်းပခူးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်အောက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်တယ်လို့ပဲတနင်္သာရီတိုင်းမှာလည်းနေရာကျကျမှာနေရာစိတ်စိတ်ဆက်လက်မိုးလာမှာဖြစ်ပါတယ်။တနင်္ခွနေနေ့ရောက်တဲ့အခါမှာတော့တိုင်းနယ်ပြည်နယ်နေရာနှစ်ပြားမှာနေရာစိတ်စိတ်မှာနေရာကျကျမိုးဆက်လက်ရွာနိုင်ပြီးတော့ရှမ်းပြည်နယ်အရှိမြောက်ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲနေပြီးတော့ပခူးတိုင်းထက်ကွက်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းအေရီတိုင်းအရှိချမ်းပခူးတိုင်း မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးအနှဲငယ်များနိုင်တဲ့အနေအထားရှိပါတယ်။အဲလာမယ့်တနင်္လာနေ့ဆယ်ရက်နေ့မှာတော့နေပြည်တော်နဲ့ရန်ကုန်တိုင်းအထက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးအနှဲငယ်များနိုင်ပြီးတော့ကြံနဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရာစိတ်စိတ်မှနေရာကျကျမိုးအနှဲငယ်ရွာနိုင်ပါတယ်။ ထို့အတူပဲနောက်ထပ်လာမယ့်မုံတိုင်းကတော့အရှိန်ဟုန်ပင်းစွာနဲ့တဖြည်းဖြည်းဖိလစ်ပိုင်ကိုကျော်ဖြတ်ပြီးတော့ဟောင်ကောင်တဲကိုဝင်ရောက်မယ်ခန့်မှန်းပြီးတော့ဒီဟောင်ကောင်ကထက်လာတဲ့ရင်ငွေတွေကမြန်မာပြည်ကိုဆက်လက်ပြီးတော့ရင်ငွေပို့ဆောင်တဲ့အနေအထားကြောင့်မို့လို့ဒီနှစ်ဆောင်တွင်မှာမြန်မာပြည်အောက်ပိုင်းဟာမိုးမပြတ်သေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စောင်းရသည့်လုပ်ငန်းများမဆက်တင်နိုင်သေးပါဘူး။